င်္ဂလာပါယနေ့စက်တင်ဘာလ26ရက်နေ့ BBN ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ညဝရီရေတံစခန်းဌာနချုပ်အနီးမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်သား40ကျော်တေဆုံးနေတယ်ဆိုတဲ့သတင်းကိုသတင်းတောက်နိုင်နိုင်ရပေးပို့လာပြီးဂိုရီချက်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တရုတ်စီမံကိန်းတွေများစွာရှိတဲ့ရခိုင်ပြည်ကြောက်ဖုံမြို့အရှေ့ဘက်မှာရှိတဲ့တစ်ပုတ်တောင်ရေတံစခန်းညဝရီရေတံဌာနချုပ်အနီးကကြီးရွာလေးမှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြတယ်လို့ စီရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့စက်တင်ဘာလ24ရက်နေ့ကတညဝရီရဲတပ်ဌာနချုပ်နေအရခတ်တော် A ထိမ့်ချုပ်ထားတဲ့ပြတဲ့ဥကင်းဆိုင်းချုံတဖန်းကားကျေးရွာဘက်တွေကိုအင်အားတရာခန့်ပါစစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းထိုးစစ်ဆင်လာခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာပြတဲ့ကျေးရွာအနီးကိုရောက်တဲ့အချိန်မှာအရခတ်တော် A ကဂျားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်သားခန့်မှန်းကြီး40ကျော်တေဆုံးခဲ့ပြီးတော့ဒဏ်ရာရရှိသူတွေပါဝင်ကျန်တဲ့စစ်ကောင်စီတပ်သားတွေဟာ တက်လန်ကထွက်ပြေးသွားကြတယ်လို့ကြောက်ဖြူစေရေးတင်းမြင့်တူက VPN ကိုပြောပါတယ်။ကြောက်ဖြူစိတ်မြင့်ပြီမှာတော့သူထိုးစိတ်ဆင်ကိုထိုးစိတ်ဆင်တလိုမျိုးဖြစ်နေပါတယ်။ဒီခေတ်တည်းရဲ့ပန်းအတွင်းမှာလည်းထိုးစိတ်ဆင်လာတဲ့စိတ်ကောင်းစိတ်ကြောင်းတကြောင်းကိုအေကကြောက်ဖြက်တက်ခဲခဲလို့တိဆုံတာက၄၀ကျော်ရှိကြလို့သိရပါတယ်။တချို့သူတွေကတော့ထွက်ပြေးလမ်းမြောက်သွားကြပါတယ်။လဲနေခင်ရတချို့ကိုလည်းအေကသိစေရမင်းခဲတာရှိပါတယ်စိတ်ကောင်းစီကကြောက်ဖြစ်မှုမကြရတဲ့အတွက်ချီးရည်လေဒရုန်း အပါဝင်ပြည်သူ့စစ်မှုထမ်းပါစတွေကိုလည်းထောင်ထဲချီပို့ဆောင်ပြီးတော့စစ်အင်အားတွေပြန်လည်ဖြည့်တင်းထားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ17ရက်နေ့ကလည်းကြောက်ဖြူမျိုးရှိတစ်ပုတ်တောင်ရေတဲစကန်တညောက်ရီရေတဲဌာနချုပ်ကိုစစ်ကောင်စီကရေချောင်းကနေစစ်သမော3စီးနဲ့အင်အားဖြည့်တင်းတာတွေပြုလုပ်ခဲ့တယ်လို့ကြောက်ဖြူစီရေးတရင်ကြီးတွေကပြောပါတယ်။အလားတူပဲမြို့ပေါ်မှာရှိတဲ့ခလရ34တက်ရင်နဲ့ဂုံချင်းတိုက်နယ်ရှိခမရ5လေးနဲ့5လေး3တက်ရင်တွေမှာ စစ်ကောင်စီတပ်ကစစ်အင်အားတွေဖြည့်တင်းပြီးတော့ အာရခတတော် A တိမ်းထားတဲ့နေရာတွေကိုထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်းဖြစ်ပါတယ်။အာရခတတော် A ဟာကြောက်ဖြူမြို့နယ်မှာရှိတဲ့အမှတ်30ရဲတပ်ရင်းတညောက်ရီရဲတပ်ဌာနချုပ်နဲ့မလကျွန်းကျေးွာအနီးရှိကောက်ကင်းစခန်းတွေကိုစစ်မျက်နှာ၃ခုဖွင့်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်းဖြစ်ပါတယ်။အဆိုပါနေရာတွေကိုစစ်ကောင်စီတပ်ကပြန်လည်ခုခံမှုအတွက်စစ်အင်အားတွေဖြစ်တင်းနေတာဖြစ်ပြီးအာရခတတော်တိမ်းထားတဲ့ကောက်ကင်းစခန်းအချို့ကိုလည်းပြန်လည်တိမ်းပိုက်ဖို့အတွက်တရုတ်ထုတ်နည်းပညာမြင့် drone တွေကိုအသုံးပြုပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်းဖြစ်ပါတယ်။ ကျောက်ဖြူမြို့မှာဒညောက်ရီရဲဌာနချုပ်ခလာရ34ခမရ5လေးနဲ့ခမရ5လေး3အမှတ်32ရဲတရင်တောင်မော်ကြီးရဲတစကန်အုံးကျွိန်ရဲတဌာနဝဲတို့ရှိပြီးတော့ရဲတအင်အားကောင်းတဲ့မြို့တစ်မြို့ဖြစ်တဲ့ပြင်တရုတ်စီမံခွင့်တွေများစွာရှိတဲ့မြို့တစ်ခုလည်းဖြစ်ပါတယ်ကျွန်တော်ရစ်ချက်ပါနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဗမော်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုများပြားနေတယ်ဆိုတဲ့သတင်းကိုကိုမင်းတော်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ကချင်ပြည်နယ်ဗမော်မြို့တိုက်ပွဲများပြန်လည်ပြင်းထန်နေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များထိနာလာ။သုံးပိုင်စာတင်ကြောင်းအနီးတိုက်ပွဲမှာတည်းစစ်တပ်လောင်း9လောင်းတွေ့ရှိရတယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေရဲ့ပြောပြချက်အရသိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာလ24ရက်နေ့ကဗမော်မြို့သုံးပိုင်စာတင်ကြောင်းအနီးကိုလမ်းဖောက်ရန်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတော်လိုင်းရေးအားစုများကတိုက်ခိုက်ခဲ့ပြီးနှစ်ရက်ဆက်တိုက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ ပထမဦးစွာဗမောမြို့သုံးပိုင်းအနီးကိုရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းရဲ့အခြေပြုရာနှက်နေရာကိုတော်လရင်အားစုတွေကလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီနောက်မှာမြေပြင် ခြေမုံကြီးအင်အားတွေဖြင့်အစိုးရအခြေပြုရာနေရာများကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲအတွင်းစစ်တပ်ဘက်မှ ထိခိုက်သိမ်းဆုံးမှုများပြီးစစ်တပ်အလောင်း9လောင်းနဲ့လက်နက်ခဲယမ်းချို့ကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့မြေပြင်ရဲဘော်တအုပ်မှ BBMO ပြောပါဗါး အဲဟုတ်တယ်လမ်းမောင်းမဲ့ဖွဲ့လာမှုတွေကိုတော့မိုက်နာမှာစုနေရတဲ့လက်နဲ့ကြီးနဲ့လမ်းထုတ်လိုက်တာထိကတိကနဲ့ကျွန်တော်တက်လုံးတာအောင်မြင်တယ်ပေါ့နော်အဲတို့တို့တော်တော်များများတော့တို့ဆွဲရတယ်ဆွဲလို့များတဲ့ဟာတွေကိုတော့ခြံလိုက်ခဲ့တဲ့ဘောရှိတယ်ပေါ့ကြည်ရလောက်ကတော့ဒါရင်မကစူပါတိုက်ပွဲအတွင်းတော်လိုင်းရင်အားစုတွေတွေ့ရှိတဲ့စကစအလောင်းခုနှစ်လောင်းထပ်ပူကစစ်တပ်ဘက်မှ ထိခိုက်သိဆုံးနိုင်ခြင်းရှိပြီးအစိုးရအလောင်းတွေကိုပြန်ကောက်ယူနိုင်ဖို့အတွက်လဲစစ်တပ်ဘက်မှလေကြောင်းနဲ့ဒရုန်းတို့တုံးကဘုံကျဲတာတွေပြုလုပ်ခဲ့တယ်လို့လည်း ိရပါတယ်ဟုတ်တယ်နေရာနဲ့နေရာဟုတ်တယ်သူတို့အလောင်းလို့ရှင်လို့ထင်တယ်အခုလေးနေလေရင်နဲ့လာကျဲသွားလိမ့်တယ်တော်လိုင်းအင်အားစုတွေအနေနဲ့တိုက်ပွဲဖြစ်ပွားရာအဆိုပါ၃မိုင်ဒေသပတ်ချာလေကိုလက်ရှိအချိန်မှာတော့ရှင်းလင်းရေးတွေစတင်ပြုလုပ်နေပြီလို့လည်းသိရပါဗျ။ဒါအပြင်စစ်ကောင်စီအနေဖြင့်ဗမော်မျိုးရှိတန်ချက်ကတရင်မှခလာရ49တက်ပြီးနောက်စေးတက်ထောက်ပို့တက်တွေအထိတချောလုံးဆက်သွယ်ရေးလမ်းဖောက်ရန်ဆောင်ရွက်နေရရှိရလို့လည်းသိရပါဗျ။ သို့သောတော်လိုင်းရေးအင်အားစုတွေရဲ့တိုက်ခိုက်မှုကြောင့်အဆိုပါဆက်တော်ရေးလမ်းဖောက်နေတဲ့စကားဆတွေအနေဖြင့်ရှေ့ဆက်တိုးလို့မရပဲထိခိုက်ကြဆုံးမှုတွေများနေတယ်လို့လည်းမြေပြင်ရဲဘော်မှဆက်ပြောပါတယ်။သူတို့တန်ကြက် ကတရင်ကနေဟိုခလာရလေးလက်ခွန်စိတ်တက်ထောက်ဖို့တက်ပါတော့။အဲ့ဘက်မှာလမ်းဖောက်ဖို့ဂျိုးလာနေတာဆက်တော်ရေးလမ်းပြီးတော့အဲ့ဆက်တော်ရေးလမ်းကိုလည်းဖောက်တော့ဖောက်နေတယ်ဒါပေမဲ့သူတို့တိုးလို့တော့မရသေးဘူး။ကျွန်တော်ဘက်ကလည်းခံပြစ်နေရပါပဲ။စကောင်စီဝါဒဖြန့် channel တွေမှာတော့ ဗမော်မျိုးကိုလုံးစုံစစ်တပ်ဘက်မှပြန်လည်ထိန်းချုပ်နိုင်ပြီလို့ပြောဆိုမှုတွေပြုထားပေမဲ့မြေပြင်မှာနေ့စဉ်တိုက်ပွဲတွေဖြစ်ပွားလျက်ရှိကစစ်ကောင်စီဘက်မှအထိနာလျက်ရှိရလို့စစ်ရေးသတင်းရင်းမြစ်တွေထံမှသိရပါဗျ။နောက်ထပ်သတင်းတပုတ်အနေနဲ့စစ်ကောင်စီကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာပြုလုပ်မယ့်ရွေးကောက်ပွဲနှောက်ရှက်မှုမရှိစေရတဲ့မုံမီနယ်အတွင်းကမြို့နယ်တွေမှာလုံခြုံမှုတင်းကျပ်ထားပြီးရဲသားတွေကိုဖမ်းဆီးငွေညှစ်တာတွေလှုပ်ဆောင်နေတယ်လို့မြို့ကန်တွေထံမှသိရပါတယ် ဝင်မြေမြို့တော်မော်လမြိုင်မြို့အပါဝင်မြို့နယ်အများစုမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲပြည်သူ့လုံခြုံရေးအဖွဲ့ခေါ်ပြူစောတိပူပေါင်းအဖွဲ့တွေကနေရာအနှံ့မှာလုံခြုံရေးတင်းကျပ်ထားတာပါအဲ့ဒီထက်ကရွေးကောက်ပွဲအပိုင်းတစ်ကျင်းပဖို့စီစဉ်ထားတဲ့မော်လမြိုင်ချောင်းစုံတထုံကြိုင်မြောကြိုက်သူမြို့နယ်တွေမှာလုံခြုံရေးအထူးတင်းကျပ်ထားတယ်လို့မြို့ကန်တချို့ကပြောပါတယ်လက်ရှိမြို့ပေါ်သာမကကြေးရွာတွေဘက်မှာလည်းညာပိုင်းအပြင်နေဘက်အဲစင်းရင်စစ်ဆေးမှုတွေလည်းပိုလောက်လာသလို့ ညို့ဝင်ထွက်နဲ့မြို့လယ်ကောင်တွေမှာလျှက်တပြက်ဂိတ်ချစစ်ဆေးမှုတွေခက်ဆိတ်ဆိတ်ပြုလုပ်လာနေတယ်လို့သူကဆက်ပြောပါတယ်။အဲဒီလိုစစ်ဆေးတဲ့အခါမှာမတင်ငါတဲ့သူတွေပေါ်ချက်ချင်းဖမ်းဆီးခေါ်ဆောင်သွားပြီးငွေညစ်ချင်းချောက်တာတွေလည်းရှိနေတယ်လို့ဆိုပါတယ်။ငွေကြေးမတက်နိုင်တဲ့သူတွေကိုအကြောင်းမျိုးမျိုးပြပြီးစစ်မှုရန်တင်တဲ့အတွက်တပ်သားတွေစူးစောင်းခံလိုက်ရတာတွေလည်းရှိတယ်လို့ကြိုက်သူမျိုးကန်တဦးကပြောပါတယ်။လက်ရှိတထုံမျိုးနယ်မှာဆိုရင်စေအုပ်စုထောက်ခံသူတချို့နဲ့စစ်တပ်ကြောတော်နောက်ခံပေးထားတဲ့ USDP ပါတီဝင်တဲ့လူငယ်အချို့ အတင်းကျပ်ဖန်ဆီးခံရပြီးစစ်မှုထမ်းစုဆောင်းခံရတာတွေရှိနေတယ်လို့သတင်းထွက်ပေါ်နေပေမဲ့တီးကြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ဒါပေမဲ့မုံမြင်ထဲမှာဌာနဆိုင်ရာဝန်ထမ်းမိသားစုတွေကတော့စစ်မှုထမ်းတပ်သားတွေအတွက်စုဆောင်းခံရတာမရှိသေးဘူးလို့ပြောဆိုမှုတွေရှိနေပါတယ်။မုံမြင်ထဲမှာဇူလိုင်လကနေစက်တင်ဘာလလယ်ထိအကြောင်းမျိုးမျိုးကြောင့်ဖန်ဆီးခံရသူ90ဦးခန့်ရှိပြီးအဲ့ဒီထဲမှာ30ဦးခန့်စစ်မှုထမ်းစုဆောင်းခံရတယ်လို့လူ့အခွင့်အရေးအဖွဲ့ထုတ်ပြန်ခြင်းနဲ့ကောက်ယူထားတဲ့အချက်လက်တွေရသိရပါတယ် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကြောင်မဲမြို့နယ်မှာစစ်ကောင်စီကဒီရက်ပိုင်းတွင်လေကြောင်းဘုံကျဲမှုတွေဇက်တိုက်ပြုတ်လုလာနိုင်ပေမဲ့စစ်ကြောင်းရှေ့တိုးလာနိုင်ခြင်းမရှိသေးဘူးလို့ဒေတာကန်တွေထံမှသိရပါတယ်။စစ်ကောင်စီရဲ့ထောက်လန်းရေးဖမ်းမိတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးစစ်ထောက်လန်းရေးတယောက်ကိုဖမ်းမိဖို့ဆိုတာလွယ်တဲ့အလုပ်မဟုတ်တာကြောင့်အတီးပြုတ်ဖို့မဖြစ်နိုင်ကြောင်းနဲ့တိုက်ပွဲကနိုင်ခက်မှာပဲဟိုပြစ်တီးပြင်းနဲ့နားလိုက်ပြစ်လိုက်နဲ့တန့်နေတာမကျော်လာသေးဘူးလို့သူကပြောပါတယ်။ ကြောင်မဲကိုရဖို့လဲကြာမဲသဘောရှိတယ်စစ်တပ်ကထိုးစစ်ဆင်နေတာနှင်းနေတာတွေ့ရကြောင်းနောင်ပြင်းရွာကတော့ပြီးခဲ့တဲ့9ရက်ခန့်ကစစ်ကောင်စီကရသွားတယ်လို့ကြားရပြီးစစ်ကောင်စီတွေဂုတ်တွင်းအတွက်လုံခြုံသွားတဲ့သဘောရှိတယ်လို့သူကဆက်ပြောပါတယ်နောင်ပြစ်ကိုပြန်လာတဲ့စစ်ရှောင်းဒေသခံအုပ်ကစတေမာလာ22ရက်နေ့ကမိုင်းနေပြီလို့တေဆုံသွားတာရှိတာကြောင့်ဒေသခံတွေကမိုင်းရန်တွေကိုစိုးရိမ်နေရတယ်လို့ဆက်လက်ပြောပြပါတယ်။နောက်မိုင်မှာလည်းစစ်ကောင်စီထိန်းချုပ်ထားပြီးနောက်စစ်ရှောင်းဒေသခံတွေကိုဖောက်ထွင်းခိုးယူခံရနေရတာဖြစ်ပြီး ကြောင်မဲမျိုးပေါ်မှာလည်းလုံခြုံမှုမရှိတော့ဘဲဖောက်ထွင်းခိုးယူနေသူတွေများပြားနေတာကြောင့်ဒေသခံပြည်သူတွေကတော့ဖက်ဖက်နစ်နာနေတာတချို့အိမ်တွေကဘာမှမကြံတော့ဘဲတထဲတွေတောင်ကြီးကုန်ပြီးခြေကံလူတန်းစားတွေကပိုမိုဆိုးဆိုးဝါးဝါကြုံတွေ့နေရတယ်လို့ဆိုပါတယ်။ကြောင်မဲနဲ့ဒီဘောမျိုးတွေမှာစစ်ကောင်စီကဆီလွတ်ထားတဲ့စစ်ပဲ့ရေးရလုံခြုံရေးတပ်ဖွဲ့စာရဖားနဲ့သတင်းပေးဒလန်၁၀ဦးကျော်ကို DNL ရဲတပ်ဖွဲ့နဲ့ဌာနဆိုင်ရာပူးပေါင်းပြီးရှောင်းတခင်စစ်ဆေးချိန်ဖမ်းမိတယ်လို့ PSLF DNL သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်။ စတင်မာလာ24ရက်နေ့နေ့လယ်တနာရီ7မိနစ်ကကြောင်မဲမြို့နယ်မိုင်းတင်းအုပ်စုပင်တီကျေးရွာမှာစစ်ကောင်စီတပ်ကပေါင်150ဘုံနှလုံးလေချောင်းကနေကြက်ချတိုက်ခိုက်ခဲ့လို့ဘုံကြီးချောင်းစွန်းစားချောင်းဆောင်ထိခိုက်ပျက်စီးသွားခဲ့သလိုစတင်မာလာ23ရက်နေ့ကလည်းကြောင်မဲမြို့နယ်ပင်ပေါ်ကျေးရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီကလက်နက်ကြီးပစ်ခတ်လို့ဒေသခံမျိုးသားတအူးတေဆုံးခဲ့ပြီးဒေသခံမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ နတ်စောကြီးရွာမှာလည်းပေါင်150ပုံတလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ပြောင်းမှုခြံပျက်စီးသွားခဲ့တယ်လို့ဖော်ပြထားပါတယ်။စက်တင်ဘာလတွင်စစ်ကောင်စီကလေကြောင်းနဲ့ကြောင်မဲမျိုးနယ်မှာ6ကြိမ်၊ဒီဘောမျိုးနယ်မှာ2ကြိမ်၊မိုးကုတ်မျိုးနယ်မှာ2ကြိမ်ကျဲချတိုက်ခိုက်ခဲ့ပြီးစုစုပေါင်းဘုံ20နဲ့တလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းစီစဉ်ကိုကိုရစ်ချက်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဣဇရေးစစ်တပ်ကဂါဇာကမ်းမြောင်အလယ်ပိုင်းနဲ့တောင်ပိုင်းတို့ကိုပြက်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ကလင်းငယ်တွေပါဝင်ပါလက်စတိုင်းအနည်းဆုံး30ထဲမှနေတည်ဆုံးခဲ့တယ်လို့သိရပါတယ်။စနေမာလ25ရက်ဂျာဇာပရီနီကဣဇရေးကဂါဇာကမ်းမြောင်အလယ်ပိုင်းကိုတိုက်ခိုက်ခဲ့တာကြောင့်ပါလက်စတိုင်းပြည်သူအနည်းဆုံး11ဦးတည်ဆုံးခဲ့တယ်လို့နယ်မြေခံရဲဖက်ကာကွယ်ရေးပြောရေးဆိုခွင့်ရှိသူက AFP သတင်းဌာနကိုပြောခဲ့ပါတယ်။ဂါဇာကမ်းမြောင်အလယ်ပိုင်းက S Zawaida မြောက်ပိုင်းရှိအိုးအိမ်တွေကိုဣဇရေးကဒေသောင်းကနေပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လူ၁၂ဦးသေဆုံးပြီးအများအပြားပျောက်ဆုံးဒါမှမဟုတ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြောရေးဆိုခွင့်ရှိသူမာမတ်ဘဇဲလ်ကပြောကြားခဲ့ပါတယ်။သေဆုံးသူတွေထဲမှာကလေးငယ်များပါပါဝင်ကြောင်းအရေးပေါ်ဝန်ဆောင်မှုတွေကတည်ပြုခဲ့ပြီးရုပ်လောင်းတွေကိုနှိစက်ရဆေးရုံကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။မကြသေးမီရက်တွေကအစ္စရေးဟာပျက်စီးနေတဲ့ပါလက်စတိုင်းနယ်မြေတွေကိုထိုးစစ်ဆင်မှုအရှိန်မြင့်ခဲ့ပြီးထောင်ထဲချီတဲ့ဒေသခံတွေကစစ်ပေးရှောင်ခဲ့ရပါတယ်။ ိုးမဲ့အိမ်မဲ့ဖြစ်သူတွေကအမိုးကာနေရာတွေနဲ့ပတ်သက်ပြီးမသေးချာမရေရာမှုတွေနဲ့ရင်ဆိုင်နေရပြီးတော့ယာယီနေရာထိုင်ခင်းအတွက်ပုံစည်းလုံးကြီးမြတ်စွာပေးဆောင်နေရပါတယ်။ပြီးခဲ့တဲ့လကဂါဇာကမ်းမြောင်ဒေသမှာပျက်စီးထိခိုက်ရော့ကျသွားခဲ့ပြီးတော့ကုလသမဂ္ဂကြောထောင်းနောက်ခံပြုအဖွဲ့အစည်းတစ်ခုကနေမြေဒေသအချို့အငက်ပြီးဆိုင်နေတယ်လို့တရားဝင်ကြေညာခဲ့ပါတယ်။၂023ခုနှစ်အောက်တိုဘာလကလေးကအစ္စရေးတိုက်ခိုက်မှုကြောင့်ဂါဇာကမ်းမြောင်မှာပါလက်စတိုင်းပြည်သူအနည်းဆုံး6,5419ယောက်တေဆုံးခဲ့ပြီး36,900ကျော်ဟာ ဒဏ်ရာရရှိခဲ့ပြီးတော့ထောင်တဲ့အခြေအားအပြည့်အစည်တွေအောက်မှာပြိမိနေတယ်လို့သိရပါတယ်ကျွန်တော် Richard ပါယနေ့စက်တင်ဘာလ26ရက်နေ့ BBN ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်ကျွန်တော်ကိုထွန်းပါ